ဒါကြောင့်အဲ့ဒီအရိမတေယဘုရားကိုဖူးခြင်းကုသိုလ်အလုံး၉မျိုးလောက်ရမယ်တဲ့ကုသိုလ်ဘယ်နှမျိုးလဲ၉မျိုးပါအေးမိမိကိုယ်တိုင်သာသနာထဲဝင်ပြီးတော့ရှင်ဟန်ပြုပါဓမ္မမွေလည်းပဲနမနစ်ကုသိုလ်ကသူများရဲ့သာသမီကိုသာသမီကိုသာနာပေါင်းရအောင်သွတ်သွင်းပြီးတော့ရှင်ပြုပေးလိုက်ပါယဟန်ခံပေးလိုက်ပါမိဘနှစ်ပါးကိုရိုးရိုးတည်တည်နဲ့လှုပ်ချွေးပါတရဏဂုံ၃ပါးနဲ့၅ပါးတိလမြဲအောင်နေပါစေတီဖယဇယများကိုတီထားကိုယ်ကိုဆောက်လို့လှူဒန်းပါ ဗောဓိညောင်ပင်စိုက်ပြီးတော့ရေသွန်းလောင်းပေးပါ ရေတွင်ရေကန်ကြောင်းအရန်တွေလှူပေးပါပစ္စည်းလေးပါးနဲ့သာသနာတော်ကိုပူဇော်ပါတရားအလို့ကိုအထုပ်ပါတဲ့အဲ့ဒီပုံကိုယ်ကြီးအကုန်လုံးအဲ့ဒါကောင်းငင်ရဟန်းနေပြီဒီနန်းပြတ်သဆောင်းကြီးနဲ့လိုက်သွားရမှာ၈400တောပသတ်အဲ့ဒါကိုပါတာပဲတဲ့အဲ့ဒါနဲ့အဲ့ဒီကောင်းငင်ပြန်လာတဲ့ဟင်းသာမင်းလို့ကောင်းငင်ပြန်လာတဲ့နန်းပြတ်သဆောင်းကြီးဟာမေတ္တာရေး ပြန်လာတာဗောဓိမန္တန်အဲ့ဒီကံကောပင်ကြီးရှိရအရာကိုသက်ဆင်းရောက်လာတဲ့အချိန်မှာဗြဟ္မပြည်ကဂတိကာရလို့ခေါ်တဲ့ဗြဟ္မမင်းကြီးကအိုးကဗာကြီးစပေါ်တဲ့ကကဗာမြေပြင်ပေါ်မှာပေါ်လာတဲ့တပိတ်ပရိခေယငါးစုံမှာနောက်ဆုံးတစ်စုံကျန်တာသူကကောက်သိမ်းထားတာဘုရားတဆူပွင့်လန်လိုက်ပရိခေယတစုံဆင်းလူလိုက်ဘုရားတဆူပွင့်လန်လိုက်ပရိခေယတစုံဆင်းလူလိုက်နေ အဲ့ဒီလိုလှူရင်းလှူရင်းအခုနောက်ဆုံးတစုံကျန်တာသိနာတာဂရိကာရကစောင့်နေတာအခုအဇိတဘုရားအလောင်းတော်တောထွက်လာတဲ့အခါကျတော့ဟာတခါတဲ့ဇမပီကကမန်ကရန်ဆင်းလာပြီးတော့အဲ့ဒါရွှေကြာသင်္ကန်းနဲ့ပရိခေယရှစ်ပါးအစုံကိုလှူတယ်တဲ့အဲ့ဒီရှစ်ပါးသောပရိခရာကိုလှူခံပြီးတော့ကိုယ်တိုင်မဲအဲ့ဒီမှာသင်္ကန်းဝတ်တော်မူတယ် ကိုယ်တိုင်သင်္ကန်းဝတ်တော်မူပြီးတော့ဘေးသတ္တေဘုရားလောင်တို့ရဲ့ကျင့်စဉ်တစ်ခုဖြစ်တဲ့ခဏနုဆွမ်းဘာနုဆွမ်းလဲအေးခဏနုဆွမ်းကို49လုံးဖုံးပေးဖို့ကိုဘဇူကချက်ပေးတော့ဆိုတဲ့အခါကျတော့ကျင်ရတော်မိဘရားဖြစ်တဲ့သာဏမုခီသာဏမုခီမိဘရားကိုယ်တိုင်ချက်ရလားဘုရားတို့ပွင့်တော်မူသွားတဲ့ဂေါရမဘုရားရှင်ကိုရောမြတ်ကတော့ခဏနုဆွမ်းကိုလှူတာသူစာတာ ဘသူလဲပရိသတ်ရေသေနာနီကုံရွာသူ သူဇာတာအမျိုးသမီးကယရနာရွှေခွဲကြီးနဲ့ထဲပြီးတော့ပွင့်တော်မူသွားတဲ့ခေါရမမြတ်စွာဘုရားရှင်ခေါရမကိုကနန္တို့စွန်းကတ်တော်မူပါတယ်နှုတ်ရည်နဲ့ချက်ထားတာဆံပြုတ်ပြစ်ပြစ်ပေါ်ဗျအဲ့ဒါဖုံးမိတာ49လောက်တဲ့အေးယခုလည်းပဲခြေသားသာရီဗုဒ္ဓရာငါဘုရားရှင်ခေါရမကနန္တို့စွန်းဖုံးမိတော်မူသလို အရိမတိယဘုရားအလောင်းတော်ဖြစ်တဲ့အဇိတာယဟန်ဟာလည်းပဲသူ့ရဲ့ကျင်ရတော်ဖြစ်တဲ့သာဏမုခီအမြင်ရတဲ့မိမယားကိုယ်တိုင်ချက်ကပြီးတော့အဲ့ဒါဖုံးပေးတော်မူလိမ့်မယ်တဲ့အဲ့ဒီလိုဖုံးပေးတော်မူပြီးတော့49လုံးမယုတ်လွေလွေဖုံးပေးတော်မူပြီးတော့ဘယ်ကိုကြွသွားတော့ဆိုရင်ပိသတ္တိ ဘောဓိခံကောတဲ့ခံကောပင်ကြီးတဲ့ဘာပင်ကြီးတယ်လဲအေးအဲ့ဒီခံကောပင်ကြီးရှိတဲ့ရံကိုကြွားသွားလိမ့်မယ်အဲ့ဒီခံကောပင်ကြီးနာမပိသတ်တဲ့အလိုလိုပေါ်ပေါက်လာတာအမြင့်က64တောင်ရှိတဲ့ဗဒမြာပလင်ဗပလင်နဲ့အေးဒါကြောင့်မလို့ဗဒမြာပလင်ခံကောပင်ဝဲငါအင်းမလင်အောင်ပွဲလှည့်၍တတိသရောကြီးတို့ရေးခဲ့တာ 哎，没得呀，没得。